မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေကျွန်တော်ရွှေညာမြေရဲ့ဗီဒင်လက္ခဏာကံမြတ်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမခொနည်းသားသမီးအားလုံးအတွက်တက်ဆိုင်တဲ့နေ့လိုက်လုပ်ငန်းဆောင်တာတွေအောင်မြင်မှုခီးစကားချုံးဝေဖို့အန်ဒီရဲ့ကင်းစီဖို့အမှုကိစ္စများအဆင်ပြေစီဖို့စရဲလက်နဲ့နဲ့ပြုလို့ဆောင်ရရမည်များကိုလွယ်ကူပေါ်ပါရှရိယာများစီစဉ်ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ ကိုနေတာဒီအလုံးကျမ်းမာဒီအကြောင်းမြစ်တာကြီးတောင်းရင်ဖြစ်ပါတယ်ခင်ဗျာပညာမြေချန်နယ်မှာတစ်ဆင့်အရင်လက္ခဏာကံပြာပညာသူတွေဒီဆရာဦးမြတ်ဆံမစီဝါရေးလူမှုရေးကျမ်းမာရေးအိမ်တော်ကြီးများအတွက်လက်ကိုလိုချင်တဲ့မိဘပြည်သူများလက်လာပကနဲ့အကျန်းစီတွေပြုလုပ်မဲ့မိဘပြည်သူများအတွက်ကိုနေတာဒီအလုံးကို လက်ကိုရစေသော အချိန်ကောင်းအခါကောင်း နေကောင်းရက်ကောင်းများကိုရွေးချယ်ပြီးရွှေညာမြေချာနေမှာတစ်ဆင့်ပြင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဤသည့်ပါတာဤသည့်လူမျိုးမစိုးကျွန်တော်တို့ဤရင်ပညာရက်ကလူကိုဟောတာဖြစ်တာဖြစ်တဲ့အတွက်ပါတာကြားလူမျိုးကြားအလုံးလိုက်ပြီးတော့ပြုလို့လို့ရတဲ့အဆောင်ရရရအချိန်ကာလရဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ နေ့တနေ့ပေါ့ဗျာအင်္ဂါနေ့ဆိုတဲ့နေ့တနေ့မှာအကြံစီတွေပြုလုပ်မယ်စီးပွားရေးလုပ်ငန်းတွေလုပ်မယ်အယောင်းဝယ်တွေလုပ်မယ်ဆိုလို့ရှိရင်အင်္ဂါနေ့ဟာကျွန်တော်တို့စိတ်နေလို့လည်းခေါ်ပါတယ်ဓာတ်ကလေဓာတ်လို့လည်းခေါ်ပါတယ်ခင်ဗျအဲ့လိုအင်္ဂါနေ့မှာလင်းလင်းလန်းလန်းနဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးအမှုကိစ္စပြဿနာဟောအဲ့ဒါတွေကိုအောင်မြင်ခြင်းနဲ့ဖြစ်ခြင်းနဲ့မိမိရဲ့လူချင်းသောဆန္ဒတွေ ဧဝခြင်းနဲ့ဆိုလို့ရှိရင်အင်္ဂါနဲ့ဆိုလို့ရှိရင်ပေါ့ဗျာเนาะအင်္ဂါနဲ့ဆိုရင်စိန်လက်မိခင်ဟုတ်ကဲ့အင်္ဂါနဲ့ဆိုရင်အလို့တစ်ခုခုလုပ်တော့မယ်အကြံစီကိုပြုတော့မယ်ဆိုလို့ရှိရင်လက်ကလေးကိုမိလေးပြပါဘူးမိလေးกินပေါ့ဗျာเนาะတတိပြောတာပါခင်ဗျာเนาะတတိမိလေးနဲ့กินသွားပါဟုတ်ကဲ့မိလေးกินပြီးတော့အကြံစီပြုလုပ်မယ်ဆိုရင်အောင်မြင်စေတတ်ပါတယ်ခင်ဗျာဟုတ်ကဲ့အင်္ဂါနဲ့မှာဆိုလို့ရှိရင်လက်ဆိုတော့အရာတွေက အရှိတောင်မှာလက်ဆိုတာရှိပါတယ်ခင်ဗျာနော်ဟုတ်ကဲ့အရှိတောင်အင်္ဂါတော့မှာလက်ရှိတဲ့အရက်ဖြစ်ပါတယ်အဲ့ဒီလက်ရှိတဲ့အရက်ဘက်ကိုကျွန်တော်တို့မျက်နှာလေးကိုမူပြီးတော့အင်္ဂါတော့လက်ရှိတဲ့ဘက်ကိုမျက်နှာမူဟုတ်ကဲ့ဇီးကိုလေးစောင်းလက်ခုပ်ကလေးရှစ်ချက်ပြီးမယ်ဆိုရင်လိုသောလက်ကိုရစီတတ်ပါတယ်ခင်ဗျာဇီးကိုလေးလည်းစားပါခင်ဗျာလက်ခုပ်လည်းရှစ်ချက်ပြီးပါလက်ခုပ်ဒီကြီးကတော့လက်ခေါ်တယ်လို့ခေါ်ပါတယ်ခင်ဗျာနော် ဟုတ်ကဲ့အဲ့လိုအင်္ဂါနေ့ဆိုရင်အင်္ဂါတော့ကိုမျက်နာမှုဇီးရိုလေးကိုစားလက်ကုတ်ကိုရှစ်ချက်တီးပြီးတော့လက်ကိုခေါ်မဲ့ဆိုရင်ပိုလိုကျင်သောလလပကောက်ရာစီတက်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အကျံစီပြုတော့မယ်အပြင်ထွက်တော့မယ်ဆိုလို့ရှိရင်လုပ်ငန်းတွေလုပ်တော့မယ်အမှုကိစ္စပြဿနာတွေရင်ဆိုင်တော့မယ်ဆိုရင်လက်ကလေးကိုမြေကင်ပြီးတော့သွားပါခင်ဗျဟုတ်စိတ်လက်မြေကင်လို့ခေါ်ပါတယ်ခင်ဗျ လက်ကလေးကိုမိခင်ပြီးသွားမယ်ဆိုရင်လိုရခရီးကိုကြောက်စီတတ်ပါတယ်အကြံစီလည်းအောင်မြင်စီတတ်ပါတယ်ခင်ဗျထုံနေတူတော့ပဲလက်ရဲ့မျက်နှာချင်းဆိုင်မှာနတ်ဆိုတာကရှိပါတယ်ခင်ဗျနတ်ဆိုတာကကောင်းကျိုးတဲ့ကောင်းကျိုးတော့ဖြည်းဖြည်းချင်းမှပေးတတ်တယ်လို့ဆိုကျိုးတော့ချက်ချင်းမှပေးတတ်တယ်ဆိုတာကခင်ဗျသားသမီးအားလုံးသိပြီးသားပါခင်ဗျအကြောင်းမလို့ဆိုကျိုးပေးစီတတ်တော့နတ်ကိုလည်း ပူဇော်မှုပတ်တာမှုလုပ်ပါခင်ဗျဟုတ်ကဲ့လက်နဲ့မြန်ချင်းဆိုင်မှာလက်စုလာရှိပါတယ်အဲ့တော့နှက်ကတော့အင်္ဂါနေ့မှာယာဟုတောင်မှာရှိတာဖြစ်တဲ့အတွက်ယာဟုတောင်ကိုလက်လက်ပြီးလို့ရှိလို့ရှိရင်ရေခွက်ကလေးကိုကင်ပြီးတော့ယာဟုနတ်မင်းကြီးကိုကျွန်တော်တို့ပူဇော်မှုပတ်တာမှုလုပ်မယ်ဆိုရင်လိုအပ်တော့အကျံစီတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျအင်းအထွက်တော့မယ်လုပ်ငန်းလုပ်တော့မယ်အကျံစီတွေပြုတော့မယ်ဆိုရင်ယာဟုတောင်ကိုလက် ရေကွက်ကလေးထဲမှာရေကိုထည့်ပြီးတော့ရေကိုပူဆောင်မှုပတ်တာမှုလုပ်ပါခင်ဗျာဒါဆိုလို့ရှိရင်သူကတော့အကြံစီတွေအောင်မြင်စေတတ်ပါတယ်ခင်ဗျာဟုတ်အကြောင်းမလို့ဒါကျွန်တော်တို့နေ့တစ်နေ့မှာအချိန်ကောင်းအခါကောင်းနေရှိတတ်ပါတယ်ခင်ဗျာကျွန်တော်ပြောတဲ့အကြံစီတွေကျွန်တော်ပြောတဲ့အချိန်ခါကောင်းနေကိုနေ့အသားသမီးအားလုံးဤသည့်ဘာသာဤသည့်ပုံကူဤသည့်လူမျိုးမဆို လိုက်ပြီးတော့ပြီးလို့လို့ရပါတယ်ခင်ဗျာနော်အဲ့လိုအင်္ဂါနေ့ကိုကျွန်တော်ပြောတဲ့အစီအစဉ်ဒီအားလုံးကိုလိုက်ပြီးတော့ပြုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှုကိစ္စမှန်သမျှကိုအောင်မြင်စေတတ်တယ်ဆိုတာကရှေ့တမားအစဉ်ဆက်ရှေ့ဆရာဆရာကြီးတွေရဲ့ပြောကြခဲ့တဲ့ကျမ်းအကိုကရှိပါတယ်ခင်ဗျာနော်အဲကြောင့်မလို့ဒီရင်လက္ခဏာကံပြာပညာတုတေသည်ဆရာဦးမြတ်ဆံကတော့ကျမ်းကိုထောက်ကျမ်းပေါ်ပြီးမှဖြစ်ပါတယ်နော် ကြံအကူကားနဲ့လည်းပြောခြင်းဖြစ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့ဝေတောင်းကြောင်းအိတ်ကောတချို့ဆရာတွေကလည်းတမျိုးကြီးတာပေါ့ဗျာအတောင်းကြောင်းအိတ်ဟုတ်ကဲ့အကြောင်းတကားဒါတရားတပုတ်ဆန်းတဆရာမှာပညာတမျိုးရှိတာဖြစ်တဲ့အတွက်ကျမ်းနေရာလည်းအများကြီးဖြစ်ပါတယ်ဗေဒဆိုကြတဲ့ကူကအများပြားသောအတတ်ပညာတွေဖြစ်ပါတယ်ခင်ဗျာအကြောင်းမလို့အများပြားသောအတတ်ပညာတွေကတကူဖြစ်သောကျွန်တော်တို့အချိန်ကောင်းအခါကောင်းနော်သူ့ကိုနိုင်လို့စောက်ကိုလိုရစေဖို့အတုံးဆိုတဲ့အတိုင်း အနိုင်ဓာတ်ကိုဆင်းပြီးတော့အကျံစီတွေပြုတ်တဲ့ကံမှာလူရအမှုကိစ္စတွေပြီးမြောက်စီတတ်တယ်။အင်္ဂါနေ့တနေ့မှာတော့ကျွန်တော်ပြောတဲ့အတိုင်းပြုတ်လို့မယ်ဆိုရင်ရှင်သေးကိုတော့ယုံကနိုင်စီတတ်တဲ့အချိန်ကားလို့ကျွန်တော်တို့ရှေ့သူဟောင်းတွေကကျန်းအထောက်ထားဒီမှာပြောဆိုခဲ့တာမင်းဆိုခဲ့တာရှိပါတယ်ခင်ဗျာနော်။ဒါကကျွန်တော်တို့ရဲ့ကိုယ်တွေတွေလည်းရှိပါတယ်။ကျွန်တော်တို့ကကျန်းအကူအကားတွေနဲ့ဆရာဆရာတွေရဲ့ကျွန်တော်တို့ကျန်းတဲမှာပါတဲ့အထောက်ထားတွေနဲ့ ကျွန်တော်တို့ရဲ့ကိုရီလေးနဲ့ပေါင်းစပ်ပြီးတော့မှခொနည်းသားသမီးအားလုံးကိုလူရဆန္ဒတွေပြည့်မြောက်ဖို့အတွက်ရွှေညာမြေ channel မှာတစ်ဆင့်ကျွန်တော်တို့ဣဒင်လက္ခဏာကံပြာပညာသူတွေဒီဆရာဦးမြတ်ဆံမှာတင်ပြပေးခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့အခုလိုမျိုးမိမိရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးများကိုတိတိကျကျသိလိုကြတဲ့ခொနည်းသားသမီးအားလုံးဤဝပြည်သူများအားလုံးရွှေညာမြေ channel အားစောင့်မျှော်ကြည့်ရှုရင်းနဲ့ ဣကြတော့အပြင်းဣကြတော့ဓာတ်ရရေယဣကြတော့စီဝါရေလူငူရေကျမ်းမာရေများသိလို့တဲ့ဆိုရင်ကျွေးညာမြေခြံထဲမှာတစ်စက်ဒေရင်လက္ခဏာကံပြာပညာသူတွေဒီဆရာဦးမြတ်ဆန်အားဆက်တွေ့ပြီးတော့မင်းမြန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းတရင်ကောင်ပါရင်နဲ့ကျွေးညာမြေခြံထဲမှာတစ်စက်ခொနည်းသားသမီးအားလုံးဘေးပြာတွေဝေးကွာပြီးကကြီသုံးပါးမှကြော်လွားပြီးအားလုံးကျမ်းမာချမ်းသာပြီးလူရာဆန္ဒများ 一秒加把你啊。嗯